ဥမာမှာအိမ်ကူနဲ့တထိမနဲ့ပေါ့နော်စကားများရင်းနဲ့အိမ်ကူကနေမှတထိမကိုလွလွန်ချေလွန်ဖြတ်သွားတထိမကမကြိမ်နဲ့တက်ခါကျတော့ရေစကန်ပို့တယ်ရေထောင်ထဲကနှက်ကြတယ်ရောချင်းလဲဥမာငွေတပေါင်းပေါ့နော်ဥမာငွေတပေါင်းဆိုမြန်မာဝင်နဲ့ဆိုအိမ်တထောင်ကျော်မခံနိုင်လို့ပြန်လုတက်ခါမှာသူ့အမကကို့အမဖြတ်သွားတဲ့အပြင်အဲ့ကလေးမလေးကကျတော့တနှစ်နဲ့တလလောက်ရှိပြီထိမကကိုကိုထိတယ်ရိုက်တယ်ဆိုရင်အသက်တော့တယောက်မတက်ဘူးသူတို့အရိုက်ခံလိုက်ပြီးရောချင်းကိုပတ်ပတ်ဆက်ဆက်တောင်း ားလုံးမင်္ဂလာပါရှင်မွေး YouTube channel လေးရကျူစွလိုက်ပါတယ်မို့ဒီနေ့တစ္ဆက်ပေးခြင်းတဲ့တတိလေးကတော့အိုမန်နိုင်ငံမှာအလုပ်သွားလုပ်နေတဲ့မြန်မာအမျိုးသမီးတယောက်ပေါ့နော်ဒီအိုမန်နိုင်ငံကိုရောက်တာတနည်းနဲ့တလားရှိပြီးအင်ရှင်နဲ့စကားများပြီးတော့အင်ရှင်ကိုပေါ့နော်ခြေလုံးလက်လုံးနဲ့ပြစ်လုခဲ့တယ်ဒါကြောင့်မလို့ဒီအမျိုးသမီးကိုတော့ဖမ်းဆီးသွားပြီပေါ့နော်ပထမတော့ထောင်6လဆိုပြီးတော့ပြောတယ်ဒီနေ့မှာတော့ထောင်တန်း9နဲ့မြန်မာငွေ3000ကျော်ကျမယ်လို့လည်းပြောတယ်ရှင်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ပြည့်စုံပါပါတယ်အရင်လက်တနာစရာကောင်းတယ်ပေါ့နော်ကြည့်တယ်မျိုးတွေလည်းဘုသူတာတင်ငန်းစာယူလို့ရအောင်ပြန်လည်းမြောင်လည်းခြင်းမဖြစ်ပါတယ်မောဗီဒီယိုလေးကိုအစောတိလည်းပဲကြည့်ရှုပြီးဖိတ်ခေါ်ပါရဲ့ရှင်ဒါ က်ဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်အလုံးမင်္ဂလာပါရှင်မင်္ဂလာဆိုပေမဲ့စိတ်မကောင်းစရာတည်တယ်ပေါ့နော်ကျွန်မကူပရီဖက်စာနေရင်လည်းမြင်လိုက်တဲ့ဗီဒီယိုလေးတစ်ပုဒ်ပေါ့နော်ဥမာမှာအိမ်ကူနဲ့တထိမနဲ့ပေါ့နော်စကားများရင်နဲ့အိမ်ကူကနေမှတထိမကိုလလွန်ချေလွန်ဖျက်သွားတဲ့ကိစ္စပေါ့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တထိမကသူကမကြိမ်တဲ့တခါကျတော့ရေစခန်းပို့တယ်ရေစခန်းမှာပထမ1600လောက်လို့ပြောတယ်ပေါ့နော်အခု1600လောက်မဟုတ်တော့ဘဲနဲ့ ထောင်နာ9နှစ်ပါတဲ့ထောင်နာ9နှစ်ရဲ့ပုံမှန်ငွေရောကြီးတစ်တောင်းရယ်ပေါ့နော်အဲ့ဒါပေးရမယ်ပေါ့နော်စာထုတ်တာတွေကတော့အများကြီးပဲတဲ့သူဖက်ပြတလောက်ဆိုလို့ရှိရင်ပေါ့နော်ဒီမြန်မာအိမ်ကူတွေကပေါ့နော် ပြရှင်တွေကိုလက်ပါဝင်မရှိဘူးတဲ့ပြီးတော့ဒီအလုတ်သမားတယောက်အနေနဲ့ပေါ့နော်ဒီနိုင်ငံကိုဘာလို့ဖို့လာတာလဲပေါ့နော်ဒီစာရည်အများကြီးပဲအမှဖတ်ပြတော့ကျွန်မတိတ်ပြီးမမှန်မိတော့ပေါ့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပြောချင်တာလေဟိုမှာတထေးမတွေကအရန်ဆိုးကြပါတယ်အရန်ဆိုးတယ်ဟိုကောင်းတဲ့လူတွေတော့ရှိတယ်ဒါပေမဲ့တော်တော်များများဆိုးကြတယ်ပြီးတော့အရန်တဝင်ကြောင်တယ်ပေါ့နော်တဝင်ကြောင်တယ်ပြီးရင်တော်တော်များများဟိုစကားစကားပြောတဲ့နေရာမှာကွယ်တည်မလားနည်းနည်းရင့်တီသွားတယ်ဆိုလို့ရှိရင်လည်းကျွန်မတောင်းမဲ့ပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ ဒီလိုပြောမှပဲတချို့လူတွေတော့ကကြနားလဲမှာဆိုတော့လေတတိမအများစုကတဝန်ကြောင်နဲ့လင်သားအရန်ယူပါတယ်သူတို့ရုပ်ကြည်ဘလောက်ကြီးပဲရုပ်ဆိုးနေပါစေအရန်လင်သားယူပါတယ်သူတို့လင်နေတဲ့အဆင်ပြေရင်တစ်မျိုးအဆင်မပြေရင်တစ်မျိုးအဲ့တော့သူတို့လင်နေတဲ့အဆင်မပြေဘူးဆိုရင်အင်ကူတွေကိုမဲပါတယ်အဲကိုကလည်းတိခတ် အဲ့ကမလေးရရောက်တာတနည်းနဲ့တလားကြော်လာမသူအဲ့တနည်းကြော်ပြီပေါ့နော်အဲ့ဒီတနည်းကြော်တော်တော်မှသူဘလောက်တောင်တိခံခဲ့လဲပေါ့နော်အခုကသူတိမခံနိုင်တဲ့အဆုံးမခြေပါလက်ပါလေးဖြတ်သွားတယ်ပေါ့နော်ဒီလက်လက်ရိုးအက်သွားတယ်တဲ့ပြီးမေယိုမေယိုရထိသွားတယ်လို့ပြောတယ်နှာခေါင်းတွေကိုကောက်ချက်ခံထားတယ်လို့ပြောတယ်အဲ့တော့သူအရန်ပောက်ကွယ်ပြီးမှတထင်းမှာအဲ့လောက်လှုပ်လိုက်တာပေါ့နော်အဲ့တော့ဟိုအလုံးလာလောက်တာဖြစ်တဲ့တော့တိခံနိုင်တဲ့လောက်ကိုတိခံပေါ့နော်သူကပါဇက်နဲ့ပြောလို့ရှင်ကိုကပါဇက်နဲ့နိုင်အောင်ပြော तू ကလက်ပါခက်တိရှိတော့ तू ကလက်ပါခဲ့လို့ရှင်ကိုတက်တေယူ ထားပါတော့။ဘာလို့လဲဆိုတော့ဘာလို့အဲ့လိုတက်တက်ယူခိုင်းလဲဆိုတော့ကိုမကတက်တက်ရတယ်ဆိုတော့ကိုလိုက်ပြီးကုညီပေးတဲ့လူရှိတယ်ဆိုလို့ရှင်ဒါတရားဆွဲလို့ရှင်ကိုရော်ကြီးပြန်ရတယ်ပေါ့နော်။အခုကကြတော့ကိုကမခံနိုင်လို့ပြန်လုတဲ့ခါမှာသူ့အမကကိုမဖြစ်သွားတဲ့အပြင်ကိုထောင်ထဲကနှစ်ကြတယ်။ရော်ကြီးလဲအိုမန်ငွေတပေါင်းပေါ့နော်။အိုမန်ငွေတပေါင်းဆိုမြန်မာဝင်နေဆိုတိတ်တထောင်ကျော်လောက်တော့ရှိမယ်ပေါ့နော်။အဲ့လောက်ရှိမှကိုကပစံမရှိလို့အလုံးလာလောက်တာပစံလို့ကျန်လို့အလုံးလာလောက်တာကွာတိရမလားအခုလို့ရော်ကြီးအများကြီးကြတော့ ဘလို့မှအဆင်မပြေတော့ဘူးလေရှေ့ဆက်ပြီးတော့ဘလို့ဖြစ်မယ်ဆိုတော့မသိဘူးပေါ့နော်လောလောဆယ်စားကြလာတော့ထောင်နဲ့ငါးနှစ်နဲ့ရောချီတောင်းတဲ့ကိစ္စပေါ့နော်တီခံကြပါသူတို့လက်ပါတဲ့အချိန်ဆိုလို့ရှင်ကိုလုံးဝလက်ပြတ်မှာပါနဲ့ပေါ့နော်သူပါဇက်ကပြောလို့ရှင်ကိုပါဇက်ကပြန်ပြန်ပြောသူလက်ကခွာလို့လို့ရှင်ကိုကတက်တက်ယူထားတပုံကြီးပါလေရိုက်ထားပေါ့နော်ကိုကတရားပြန်ဆွဲပြီးတော့ရောချီပြန်တောင်းလို့ရတယ်ပေါ့နော်အလုံးလာလို့တဲ့မာရီရောညီမတွေအားလုံးတော့ပေါ့နော်တီခံပြပါခြေပါလက်ပါလုံးဝမလုပ်ပါနဲ့ဘာပြည့်ကိုကအလုံးတမဖြစ်တဲ့တော့ကိုအမှားပဲဖြစ်ပါတယ် ျမလည်းဒီမှာအရင်တိခိုင်းရတာတွေရှိရပါတော့တိခိုင်းရတာတွေရှိရဒါပေမဲ့ကျမအဆင်ပြေအောင်နေတယ်ဟိုခြေပါလက်ပါတော့မရှိဘူးဆူတာငေါက်တာမရှိဘူးဒါပေမဲ့ကိုယ်မစိတ်ဖူးစရာတွေအများကြီးရှိတယ်ဆိုပေမဲ့လည်းအော်ငါအလုပ်လာလုပ်တာပဲဆိုတော့စိတ်လေးနဲ့ဖြည့်ဖြည့်သွေးလိုက်တယ်ပေါ့နော်ကြားတဲ့တဲ့နဲ့ကတော့စိတ်မကောင်းပါဘူးတရက်နဲ့တရက်ပေါ့နော်ဟိုတဲ့နဲ့ကလည်းမျိုးစုံကြားရတယ်ကိုယ့်ဘက်ကဘလောက်ပဲမှန်နေပါစေကိုအေဂျင်မှာကိုအေဂျင်ကကိုဘက်မှာမရှိဘူးကိုလိုက်လုပ်ပေးမယ်လို့မရှိဘူးဆိုလို့ရှင်ဘလောက်ပဲမှန်မှန် အမှုရင်ဆိုင်တဲ့ချိန်မှာရှုံးပါတယ်။ဘာလို့အဲ့လိုပြောလဲဆိုရင်ဒီနိုင်ငံမှာရှိတဲ့ဥပဒေတည်သူတို့နိုင်ငံသားအတော့ဖဲဖြစ်ပါတယ်။ဒီသူတို့အမှုရှုံးနေဆိုတာလုံးဝကွာတယ်မလား။ဟိုတခြားတိုင်းကပါကလိုက်ပေးတဲ့လူလဲတော်လို့ပြီးရင်တက်တေထောက်ထားလဲခိုင်အောင်လို့အဲ့ဒီအချိန်ကျမှပဲအမှုကနိုင်မယ်ပေါ့နော်။သူတို့နိုင်ငံသားတော့ကလုံးဝစစ်ဖြစ်ပါတယ်သူဥပဒေရအဲ့တော့ဟိုဘလူပဲဘလူပဲမြောက်ပေးမြောက်ပေးမလောက်ပါနဲ့။ နော်ဥပဒေဆိုရင်ဘာဖြစ်သဖို့ကိုဆိုရေစခန်းသွားလိုက်ရေစခန်းသွားလိုက်ဆိုတာကျွန်တော်ရေစခန်းမရောက်ဘူးလို့သိလားဘာလို့လဲဆိုတော့လေရေစခန်းမှာဘလောက်ပဲတက်တက်ခိုင်လုံခိုင်လုံကိုကအင်ရှင်နဲ့အဆင်မပြေလို့ပြန်နေဆိုရင်တော့မှရေစခန်းမှတ်လိုက်တဲ့ပိုင်းနဲ့အင်ရှင်ဆိုပြန်အပ်တာဖြစ်ပါလေအဲ့တော့ကိုယ့်ဘက်မှာကြောထောင်းတော့ခိုင်လုံပေးမဲ့လူမရှိဘူးအဲ့ချက်မကောင်းဘူးဆိုလို့ရှိရင်အဆင်မပြေပါဘူးဘာမှလုပ်လို့မရပါဘူးအဲ့တော့ဒေါ်ရဖြစ်လို့ရှိရင် short ပေးပါ ။ဘာဆိုကောနဲ့နဲ့လုံးဒီသူ့အိမ်မှာကနေရမှာအဆင်ပြေဖြစ်စေအဆင်မပြေဖြစ်စေကိုစားကြုံမပြည့်မချင်းတိခတ်နေရမှာဖြစ်တဲ့သူသူ့အိမ်မှာနေတဲ့အချိန်မှာသူနဲ့အဆင်ပြေအောင်နေပါဟိုအလောက်ရှင်တပုံများများရောဟာဒါငါခေါ်ထားငါပြဆက်ပြီးခေါ်ထားတဲ့အဲ့လိုစိတ်မကောင်းစရာပဲเนาะမောက်မာတဲ့ဟာရှိမယ်ပေါ့เนาะမင်းညကခလေးမလေးတယောက်ထောင်ချောက်လာကြတော့ပါတယ် ျမယုံရတော့မဟုတ်ပါဘူးရှင်တခြားယုံတခြားယုံကလားအချင်းတိုက်ရိုက်တယ်လားမမလည်းတေချာတော့မသိဘူး information ပေးတဲ့သူကသူနဲ့အတူတူပေါ့နော်သူကတထေးမရဲ့အဲအမအိမ်မှာလုတ်တာလားညမအိမ်မှာလုတ်တာလားတော့မသိဘူးအော်အမအိမ်မှာလုတ်တာအမအိမ်မှာလုတ်တာအဲ့လိုပဲသူနဲ့အဲ့ကလေးမလေးကကြာတော့တနှစ်နဲ့တလားလောက်ရှိပြီတဲ့သူပြောတာပေါ့နော်တနှစ်နဲ့တလားလောက်ရှိပြီတဲ့ဟောတထေးမနဲ့အဲ့လိုပဲတကြက်ကြက်ပေါ့ တကြက်ကြက်ဖြစ်တာပေါ့နော်အဲ့တော့အခုနောက်ပိုင်းကျတော့သူလည်းဘလို့မှတီးမခံနိုင်လို့လားဘလို့အကြောင်းအကြောင်းနေအကြောင်းလည်းတော့မသိဘူးတထေးမနဲ့နှစ်ပန်းလုံးကြတာတဲ့တထေးမကအောက်ကိုကျသွားတယ်ပေါ့နော်တထေးမကအဲပေါ့နော်တော်တော်အထိနာဝါတယ်ပေါ့ကြောင်းကိုင်းပြီးတော့အဲ့လိုမျိုးမျက်နှာကြီးလည်းပိတ်ရိုက်ထားတာပေါ့နော်အပေါ်ပါဇက်တွေလည်းဆွဲဖဲ့ထားတာပေါ့နော်အဲ့လိုမျိုးလက်တွေမှလည်းကိုက်ရာတွေ အဲ့လိုမျိုးတွေရှိရဒီနိုင်ငံကွာသူတို့လူမျိုးဆိုရင်အထိတ်မခံမှုစစ်စစ်ထိတော့မခံမှုဒီနိုင်ငံကငါတို့နိုင်ငံရဲ့ဥပဒေတွေနဲ့တခြားစီပဲဖြစ်တယ်အဲ့ဒါကြောင့်မို့လို့မမပြောချင်တာကဒေါသရှိတယ်လူတိုင်းမှာဒေါသရှိတယ်အဲ့ဒေါသကိုရှေ့တန်းမတင်မှုကိုကဒီနှစ်နှစ်ကိုအလုပ်ကိုဒီတစ်ထိမဟာဒီလိုစိတ်ရှိတယ်ဆိုရင်ပြက်တနာကိုအကြီးမခံနဲ့ အကယ်၍လုံးဝထိမ့်ချုပ်မရဘူးတထေးမကကိုကိုထိတယ်ရိုက်တယ်ဆိုရင်အသက်တော့တယောက်မတတ်ဘူးသူတို့အရိုက်ခံလိုက်ပြီးရော်ကြီးကိုပပဆက်ဆက်တောင်းအဲ့ဒါဆိုရင်တော့ဖြစ်နိုင်တယ်ရနိုင်ကြီးရှိတယ်ပေါ့နော်တို့တို့တော့တချို့ကလေးတချို့ညီမတွေကြတော့ဒေါသကြီးတဲ့အရင် အဲ့လိုကြရင်ကိုကကိုဒေါသကိုဘယ်လိုထိန်းချုပ်ရမလဲဆိုရင်ခရစ်ယာန်ဆိုခရစ်ယာန်တရားတော်အရာဗုဒ္ဓဘာသာဆိုဗုဒ္ဓဘာသာတရားတော်အရာကိုကကိုတူတူနဲ့ကိုမတိခံလုံးဝမထိန်းချုပ်နိုင်တော့ဖះဆောက်အရင်ရွတ်လုံးဝမထိန်းချုပ်နိုင်တော့ဘူးသူ့ကိုနေမင်းကဆောင်ကိုကလည်းကိုဒေါသပြေဖို့အတွက် ပြန်ပြောရမယ်ဆိုရင်အိမ်သားထဲမှာအိမ်သားထဲကလုံခြုံတဲ့တနေရာရမှန်ကိုသွားသွားပြီးဒဲ့ပြောပြောပြီးတော့ကိုယ့်ကိုမဖြစ်သလိုပဲပြန်ထွက်ခဲ့เนาะဒီလားဘာလို့လဲဆိုတော့အဲ့လိုမှမဟုတ်ရင်ငါတို့ကထောင်နှန်းဆန်ရမှာငါတို့ကသူများနိုင်ငံမှာတန်ယုံမရှိဘူးအဘက်ဘက်ကအကုန်အရှုံးကြီးပဲเนาะအဲ့ဒီအတွက်ကြောင့်မို့လို့တဲတို့ကိုမမကတခုခုမဖြစ်စေချင်ဘူးเนาะတခုခုမဖြစ်စေချင်ဘူးအဲ့ဒါကြောင့်မို့လို့အခု ကောင်မလေးကခါဝတ်ခါစားနဲ့ပဲလက်ထိတ်ခတ်ပြီးလာခေါ်သွားတာဖြစ်တယ်ဘာမှပါမသွားဘူးဘာမှပါမသွားတဲ့အတွက်ကြောင့်မို့လို့အာပေါ့နော်ဟိုပြီးဒီနိုင်ငံမှာကတခုခုသူတို့ဘာမှပါမသွားတာကြောင့်မို့လို့သူတို့မိသားစုတွေနဲ့လည်းဘာမှဆက်သွယ်မရဘူးပေါ့နော်ဒီနိုင်ငံမှာကပြီးရင်ထောင်ဝင်စွာလဲသွားတွေ့လို့မရဘူးသိလားလက်ထိုးလို့လည်းမရဘူးဒီနိုင်ငံကလေကြတော့ဟိုနောက်လာမဲ့ကလေးတွေဒေါသကိုထိမ့်မှာ အခုလက်ရှိဒေါသကြီးတဲ့ကလေးလေးတွေလည်းထိမ့်မှာတို့များကိုလုတ်ပြီးကိုကိုတိုင်းလည်းအကောင်းမနေရဘူးเนาะဒါတော့လက်ကျိုးရှိကျိုးမဖြစ်လို့เนาะလက်ကျိုးရှိကျိုးဖြစ်ရဲ့ခေါင်တန်းဘလာဘန္နလာလာဘယ်နှစ်နှစ်လာမလဲမသိဘူးလာပိုင်းမဟုတ်တော့ဘူး6လတော့ဘလာဘန္နလာကြာလဲလို့ကိုကတော့မေးလိုက်တယ်6လဆိုတော့တက်ပြင်းတော့ရှာမိတယ်ပါလို့လဲဆိုလာနဲ့သွားမှာလဲဆိုတာသိတယ်။ရှောက်လာဆိုတော့အခွင့်ရေးရှိသေးတယ်ကွာ။သိတယ်မလားပြန်ထွက်မယ့်အခွင့်ရေးရှိသေးတယ်။အော်တခုခုလက်လုံရှိလုံကိုယ့်ဘက်ကတော့ဗောနော်သူ့ကိုဆောင်းတွန်းလိုက်တာမဟုတ်ပေမဲ့ သူများကိုတိုက်ကိုလည်းအကောင်းမနေရဘူးလीเนาะအဲ့ဒါကြောင့်မို့လို့ဒေါသလေးတွေကိုထိန်းကြပါ ဟုတ်ကဲ့ပါမျိုးရည်မွဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီအိုမန်နိုင်ငံမှာအလုပ်သွားလုပ်နေတဲ့မြန်မာအမျိုးသမီးတရားပေါ့နော်အေရှင်နဲ့စကားများပြီးတော့ဒီခြေလုံးလက်လုံးနေဖြစ်ခဲ့တဲ့ဒါကြောင့်မလို့သူ့ကိုဖန်ဆီးသွားတယ်ပေါ့နော်ပထမတော့ထောင်တန်း6လဆိုပြီးတော့ပြောတယ်ဒီနေ့မှာတော့ထောင်တန်း9နဲ့မြန်မာငွေ3000ကျော်ကျမယ်လို့လည်းပြောတယ်ရှင်တော်တော်လေးလက်သနာစရာကောင်းနေပေါ့နော်ဒီသူများနိုင်ငံမှာအလုပ်သွားလုပ်မယ်ဆိုလို့ရှင်တော့ကိုယ့်ရဲ့ဒေါသကိုအရင်ဆုံးချုပ်ထိနိုင်မှသာသူများနိုင်ငံမှာအလုပ်သွားလုပ်ပေါ့နော်ဒီလိုမျိုးတွေကြုံလာပြီဆိုလို့ရှင်ကိုယ့်ဘက်ကလက်လုံးခြေလုံးနေဖြစ်ခဲ့တဲ့အခါမှာကိုယ့်ဘက်ကပဲရှုံးရတယ်ပေါ့နော်အဲဒါကတော့သင်ငန်းစာယူစရာပဲဖြစ်ပါတယ်နောက်ထပ်သူများ နိုင်ငံကိုသွားမဲ့အမျိုးတွေပါလို့ရှင်တော့အဲဒီဟာလေးကိုသင်ခန်းစာယူပြီးတော့ကိုယ့်ရဲ့စိတ်ဒီဒေါသတွေကိုချုပ်တီးနိုင်အောင်အဲလုပ်နိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်။ဒီအမျိုးသမီးလည်းအမျက်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်။မိုးဗီဒီယိုလေးကိုအဆုံးနဲ့လည်းပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေအမြင်လေးတွေကိုလည်းဗီဒီယိုလေးရဲ့အမှာကောမန့်လေးတွေရေးကပ်ပြီးလို့ရပါတယ်ရှင်။နောက်ထပ်လည်းမိုးဆက်လေးသတင်းတွေမိုးတူတိုင်းရဲ့ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့တင်ဆက်ပေးတော့မှာမို့မိုး channel လေးကို like subscribe နဲ့ဒါပေးဖို့တောင်းဆိုပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တာတာ။